အားလုံးပဲမင်္ဂလာပါခင်ဗျာ။နှွေဦးမိသားစုဝင်အပေါင်းတို့ရေနှွေဦး Family YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုပါရစေနော်။ဒီကနေ့မှာတော့ဗျာဆရာမောင်စေဝင်းပတိကုံးရဲ့ကဗျာချို့ကိုဖတ်ပြပေးပေးရစီခင်ဗျာ။ကျွန်တော်နဲ့အတူတူလိုက်ပါခံစားနားဆင်ပေးကြကြပါအောင်နော်။ဒါအားလည်းမဖြစ်ဘူး။ဒါလည်းမဖြစ်ဘူး။ ဒါပေမဲ့တရားဖြစ်ခဲ့တယ်အာဓမကံမာကိုတိုက်စားရဲတယ်ဓမ္မပင်လေစီစီစဉ်ရဲရင်တယ်ကြောက်ဆောင်ကြောက်တာအစိတားကိုဖြတ်တယ်ကိုိတ်ကောက်ပေမဲ့ဘယ်တော့မှရက်တက်မနေတဲ့မြေဘယ်သူအတွက်လို့ဘယ်တော့မှမကြွေးကြော မင်းချေရာတွေကမင်းလျှောက်တယ်လမ်းမင်းထမ်းနိုင်သမျှထမ်းခဲ့တာက င်းရဲ့တမိုင်းဒီကိုင်းလုံးပွင့်နိုင်ဖို့တရွက်မကြံချွေချဖို့ဝန်မလေးတဲ့တစ်ပင်ဒီကြပြကိုမင်းမမြင်နိုင်မတွေ့နိုင်တော့ကျွေးကြခဲ့တာတောင်မှမင်းကကဘာမီလေးမှာအာနာနေခဲ့သေးတယ်လေမောင်စိန်ဝင်မကြွေတဲ့ပန်းအကွင့်ရေးတာလို့ချင်း တာဝန်ယူခြင်းစိတ်ကင်းရဲ့အကျင့်ပြက်နေကြအဲ့ဒီစကားနှလုံးသားထဲခြံထားရင်နှင်းစီတဝင့်ပျောက်သွားတယ်ယနံ့နာလို့ချင်းပန်းမင်ကိုမချေရေမွေးနဲ့ထုံရစ်လို့ပွဲတစ်တွေမှာပျော်မြူနှင်းစီဖူးကိုမေ့သူတွေလည်းမေ့သွားကြတပွင့်ပြောက်လို့တပင်မသေး နှင်းစီတွေဝေမဲ့ရာသည်ဦးအဖူးတွေနဲ့ရဲရဲနီအာယုံအမီပွင့်မာလေမောင်စိန်ဝင်ဤကျူမဲ့သူများမင်းမငွေဘိုးတွေရှိနေပါရဲ့ဒီကာလမှာလိုအပ်နေတဲ့သူတွေကိုမကူမလူမမျှခဲ့ပါရင်မင်းမအမှုပညာရှိနေပါရဲ့ဒီကာလမှာ ုက္ခတဲ့တွေရဲ့ငရေကန်းအားခံစားစာနာပွင့်အံပြီးထွက်မလာခဲ့ပါယင်မိမကြပြလိုက်ပြပူးကတ်နေပါယေဒီကာလမှာသူရဲကောင်းကျယ်တွေထံမဝဲမပြန်ခဲ့ပါယင်ဒီကာလမှာမင်းဟာထာဝရပျောက်ဆုံးလူဖြစ်ရှုံးလေးရဲ့မင်းမျိုးဆက်လဲအသက်ရှူရင်းတည်တော့မယ် ပြားစရာပေါစိတ်ဝဲပရိကို